ပရိသတ်တွေအားလုံးအတွက်ခေတ္တပြုံမေးအစီအစဉ်တင်ဆက်ပေးသွားတော့မှာပါခေတ္တပြုံမေးအစီအစဉ်မှာသတင်းရေးစုမွန်နဲ့အတူတူမိသင်းကနေပြီးတော့တင်ဆက်ပေးသွားပါပါရှင်ဒီနေ့မှာအရင်ဆုံးစုမွန်တို့ကဒါခေတ္တပြုံမေးထုံးစံတိုင်းသတင်းတွေပြောရအောင်မယ်ပေါ့နော်အဲ့တော့အထူးထူးခြားခြားသတင်းလေးနဲ့စပြီးတော့ပြောပြခြင်းနဲ့အမျိုးသမီးသတင်းပဲအဲ့တော့အမျိုးသမီးသတင်းဆိုတဲ့နေရာမှာဒီတစ်ခါမှာကြတော့ဟိုအသက်69နှစ်အရွယ်ဖွားဖွားတယောက်ရဲ့အကြောင်းပေါ့နော်အဲ့တော့အသက်69နှစ်အရွယ်ဖွားဖွားတဦးနာမည်ကဘာသူလဲဆိုတော့ Doris Island ဆိုတဲ့အဖွားပေါ့နော်အဲ့ဒီအဖွားထူးထူးခြားခြားပဲသူကဒီစိ ယုံတယုံကနေပြီးတော့စာရဆောင်လက်ခံရရှိခဲ့တယ်။အဲ့ဒီဈေးယုံကဘယ်ဘယ်ရဈေးယုံလဲဆိုတော့ Hampshire မှာရှိတဲ့ Fraham ဆိုတဲ့ဈေးယုံကနေပြီးတော့စာရဆောင်ရခဲ့တာ။အဲ့ဒီစာကဘာလဲဆိုတော့ကိုဝင်ရှိကြောင်အကြောင်းကြားစာတဲ့။အဖေါ့ကိုနေရှိရဲ့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့တော့ဒီ69နှစ်အရွယ်ရှိတဲ့အဖွားဆိုတာလေသူကဒါလုံးဝအသက်ကလုံးဝအမှန်69နှစ်ဟမ်ရှားယားကဒီအာဖရာဟမ်ဆေးရုံကနေပြီးတော့ရှေ့ပို့လိုက်တယ်ပေါ့နော်ကိုဝင်ရှိချောင်းအကြောင်းကြားစာလေအတုမဟုတ်ဘူးအစ်စ်အော်အဲ့လို အတူအတူမဟုတ်အစစ်ပေါ့နော်အစစ်အစစ်အဲ့တော့ဆင်းရုံရဲ့တစိတ်တွေပါနေလုံးဝပေါ့နော်ဟိုတိတိကျကျကိုပို့လိုက်တာအဲ့ဒီပို့လိုက်တဲ့ထဲမှာဆိုရင်အဖွားရဲ့နေရလိမ့်စာအပြည့်စုံလည်းပါတယ်အဖွားရဲ့မွေးတက်ဂရိတ်တွေလည်းပါတယ်ဆီလိုပြောတယ်အဲ့လိုမျိုးပို့လိုက်တာပေါ့နော်အဲ့တော့အဖွားကလည်းပြောတယ်အခုဆိုလို့ရှိရင်နေသူကမြေက9ဦးမြစ်ကလည်း7ဦးရှိနေပြီအဲ့တော့နော်ဒီအခုဆိုလို့ရှိရင်သူက69နှစ်သာပြောတာပါတယ်အခုဒီလ November ဆိုတော့သူ့ရဲ့အသက်ကအသက်တရာပြည့်ပြီတဲ့မွေးနေ့လောက်တော့မှာပေါ့နော်ဖြစ်နိုင်တော့ဦးလေ အဲ့ဟောတော့ဟိုပေါ့နော်နောက်တစ်ခုရေးစရာကောင်းမှုနာတဲ့အဖွားအနေနဲ့ဖရာဟမ်ဆွဲစင်ယုံကဘယ်နေရာမှာရှိမှန်းတော့မသိပါဘူးဆိုပြီးတော့လည်းပြောခဲ့လေ အဲ့တော့နော်ဒါစေးရုံကတာဝန်ရှိသူတူကလည်းပေါ့နော်ဒါပြောရေးဆိုဝင်ရှိတဲ့သူကလည်းတော်တော်ကြီးကိုဖြစ်တော့ဖြစ်ခဲ့အမှားပါဆိုပြီးတော့အနှူးညွတ်တောင်းပန်ထားတဲ့အဖွားကိုဒါရှာရှာပပပေါ့အစီမံခန့်ခွဲမှုဆိုင်ရာအမှားပါတဲ့အဲ့တော့နောက်တစ်ခုရှိတာဘာလဲဆိုအဖွားကအဖွားအတီနဲ့ဒီကိုဝင်ရှိအောင်လေအဖွားမွေးထားတဲ့သားသမီး၃ဦးကနေအခုချိန်မှာပင်စင်စားရွယ်ရောက်နေပြီအဲ့တော့သားသမီး၃ဦးပင်စင်စားပြီဆိုတော့စားတဲ့အရွယ်မြင့်တွေလည်း၃ဦးလောက်ရှိတယ်မြီးတွေရောမြင့်တွေရောအများကြီးရှိနေ69နှစ်အရွယ်အဖွားကိုကိုဝင်ရှိရဆိုပြီးစားဖို့တော့အဖွားကအစတော့နည်းတော့ဆက်ရှုပ်ထွေးသွားတယ်ပြောတော့ စိတ်မြဝတယ်เนาะအဝါတယ် ဖြစ်ရမယ် surprise ဖြစ်သွားတာ surprise ရတာစလိုက်တာတမင်စလိုက်တာဟုတ်ပါမှားပို့မိတာပေါ့နော်ကဲအခုပြောမယ့်အကြောင်းအရာကဘာလဲဆိုတော့ကိုရီးယားနိုင်ငံစုံတွဲပေါ့နော်သူကဒီစုံတွဲရကြတော့လူတွေအားကြရလောက်တဲ့စုံတွဲအဖြစ်သတ်မှတ်ခြင်းခံရတယ်ဘာဖြစ်လဲဆိုတော့သူတို့ကပထမဒီသူတို့တွေဟိုပထမအစပိုင်းမှာသူကဓာတ်ပုံ online မှာတင်ခဲ့တယ်တင်တဲ့အခါမှာသူတို့နှစ်ယောက်လုံးကကြတော့ဝဝကိကိပုံစံလေးတွေအော်အဲ့တော့သူတို့ကအဲ့လိုမျိုးဝဝကိကိပေါ့နော်ဒါဒီကောင်လေးကဆိုရင်လည်းဘိုင်ရွှေရွှေနဲ့ကောင်လေးဒီမိန်းကလေးကကြတော့ကောင်မလေးကြတော့ပြန်တော့လေသူ ဲအဲ့တိုင်းပဲဘိုင်လေးကအစီလေးထွက်လာပြီးတော့ပေါ့နော်အလိုဝါကိကကောင်မလေးပေါ့နော်ပြပြလေးကောင်မလေးဒီတော့သူတို့နှစ်ယောက်ကဆိုရင်တဲ့သူတို့ကဘယ်လိုဆိုတော့အခုအဲ့လိုမျိုးလူမှုကွန်ရက် website မှာဆိုရင်သူတို့တင်ခဲ့တဲ့ဓာတ်ပုံနဲ့အခုတွေ့ရတဲ့ဓာတ်ပုံကလုံးဝကွာခြားသွားတာဘယ်လိုကွာခြားသွားလဲဆိုတော့ဒီကောင်လေးကလည်းလုံးဝပေါ့နော်ဒီဘလဘလ တောင်တော့ရုပ်ဖြောင်းပြအောင်ပေါ့နော်အဲ့လိုပုံစံမျိုးမိန်းကလေးကလည်းလုံးဝအစီပုံမရှိသွေးလှနေခန္ဓာကိုယ်မျိုးအဲ့လိုဖြစ်သွားတဲ့အခါမှာဆိုရင်အကောင်လုံးကသူတို့အံ့ဩတင်သွားတာပေါ့နော်အံ့ဩတင်သွားတယ်ဒီတော့ဒါနဲ့ပတ်သက်ပြီးတော့ပြည်မာဂျာနေမှာဖော်ပြထားတယ်အဲ့ဒါပါလဲဆိုတော့သူတို့ကတဲ့အဲ့လိုမျိုးဖြစ်ဖို့အတွက်ကိုတော်တော်လေးစူးစမ်းခဲ့ဒါပေမဲ့၅လပဲအချိန်ယူခဲ့ရတာတဲ့၅လတဲ့နဲ့၅လပဲအချိန်ယူရတာဒီတော့၅လအတွင်းမှာသူတို့အနေနဲ့သူတို့ရဲ့နေထိုင်စားသောက်မှုပုံစံတွေအားလုံးပြင်ဆင်ခဲ့တာပေါ့နော်နောက်ပြီးတော့ဒီဆောင်တွေသူတို့နာမည်လေးပြောထားတယ်ပေါ့နော်ဒါကောင်လေးနာမည်ကကျတော့စောင့်ချင်ယူတဲ့ကောင်မလေးနာမည်ကကျတော့ရှင်ဂျီဟို လို့ခေါ်ရဲပေါ့နော်သူတို့နဲ့ဥပါဆိုရင်ဒီဝိတ်ကြဖို့ရေနောက်ကျန်းမာရေးနဲ့ညွတ်တဲ့နေထိုင်စားသောက်မှုပုံစံကိုပေါ့နော်ဒါနေနိုင်မှုအတွက်မလွယ်မှန်းတော့သူတို့သိပါတယ်တဲ့ဒါပေမဲ့သူတို့အဲ9လအတွင်းမှာသူတို့ရဲ့အနေနဲ့ပေါ့နော်ဒါစ조사ခဲ့တယ်ဘယ်လိုတွေစ조사ခဲ့လဲဆိုတော့သူတို့ကသူတို့ဘာသူတို့စီမံကိန်းချလိုက်တယ်ပေါ့နော်တပတ်ကိုသူတို့ကတနအိခွဲကိုနှစ်ကြိမ်အလေးမှမယ်နောက်ပြီးတော့နေတိုင်း3နိုင် ဒါအချိန်ပေးပြီးတော့ aerobic လေ့ကျင့်ခန်းလုပ်မယ်ပေါ့အဲအဲ့လိုအစီအစဉ်အတိုင်းသူကစီမံကိန်းချပြီးတော့ဒီအစီအစဉ်အတိုင်းကိုတက်သွေးမသိမ်းပေါ့နော်လိုက်ပြီးတော့လုပ်တာတဲ့တကယ်အဲ့လိုမျိုးပြုလုပ်တဲ့အခါမှာသူတို့နှစ်ယောက်ဒါစုံတွဲပေါ့နော်သူတို့ချစ်သူနှစ်ယောက်တက်ညီလက်ညီနေပေါ့နော်ဒီလိုမျိုးသူတို့ရဲ့ချမှတ်ထားစီမံကိန်းအတိုင်းလေ့ကျင့်ခန်းတွေလုပ်တယ်ကိုလည်းလှူရှာမှုတွေပြုလုပ်တယ်အဲ့လိုပြုလုပ်ရင်းကနေပြီးတော့၅လလောက်အကြာမှာဆိုရင်တဲ့ဒီယောက်ျားလေးကောင်းလေးဖြစ်သူအားဆိုရင်သူကကြွက်သားအပြိုင်းပြိုင်းနဲ့ဒါခန္ဓာကိုယ်ဖြစ်သွားတယ်ဒါကောင်းမလေးဖြစ်သူအားကြတော့အစီဘိုလုံးဝမရှိဘဲနဲ့မောလေပုံစံမျိုးဖြစ်သွားတာတဲ့အဲ့လိုဖြစ်သွားတဲ့ ့အခါမှာပေါ့နော်တို့ဒါတို့ရဲ့အခုလိုမျိုးစူးစမ်းမှုနဲ့ပတ်သက်ပြီးတော့တို့ဒီပေါ့နော် ဒီတို့ဓာတ်ပုံအောက်မှာလည်းတို့ဖော်ပြထားတယ်အဲ့ဒီပြင်ဦးတယ်နောက်ထပ်တစ်ခုကတို့ကဒီပင်မန်းနွမ်းလျားနေတယ်တို့ရဲ့ခန္ဓာကိုယ်ပေါ့နော်ဒါခန္ဓာကိုယ်လေ့ကျင့်ခဲ့လို့ပြီးပြီဆိုရင်ပင်မန်းသွားပြီအဲ့ဒီခန္ဓာကိုယ်ဘာနဲ့ပြန်ပြီးအားဖြည့်လဲဆိုတော့ကြက်ရင်အောင်ရဲ့ကြက်ဥရဲ့ကစုံဥရဲ့ဒါတွေစားပြီးပြန်ပြီးအားဖြည့်တာတဲ့อืมအဲဂျင်းမှာဆိုရင်လည်းပေါ့ဒီလိုမျိုးစားတော့ဖို့အတွက်ကိုလည်းဒါညွှန်ကြားနေကြဆိုတော့လေတို့နီလာကတော့မှန်သွားလို့နေမယ်နော်ငါးလအတွင်းမှာအဲ့လိုမျိုးဝေးကြသွားပြီးတော့တယောက်တည်းဆော့ရမှာမဟုတ်လေတက်ညီလဲနေချစ်သူနဲ့တူတူဆော့ရမှာဆိုတော့နည်းနည်းကြအောင်ဟုတ်တယ်နော်အဲ့ဆိုရင်ဒါချစ်သူ ဲဆောက်အောင်ပါအဒီကလိုအပ်တာလောက်အောင်ဆောက်ဖို့ပါအခုမေးသိမ်းပြပြပေးချင်တာကကြတော့မေးခွန်းနှစ်ခုမေးရုံနဲ့တည်းစိတ်ရောကဘောနော်စိတ်ရောကအခြေအနေတစ်ခုကိုခွဲခြားနိုင်တယ်ဆိုရအကြောင်းအရပြပြချင်တာမေးခွန်းနှစ်ခုလေမေးခွန်းနှစ်ခုလေလွယ်လွယ်လေးပဲဒီယောဂါဆိုလို့ရှိရင်တည်းဒီ delirium ဆိုတဲ့ဒီအတွေးတွေကရှုပ်ထွေးနေပြီးတော့မိမိပါဝင်ခြင်းကိုအာယုံဆိုင်မှုနည်းတာတွေပြီးတော့အဲ့စိတ်အခြေအနေကိုဆိုလိုတာပါတဲ့ ပြီးတော့အဲ့ဒီအခြေအနေရတဲ့အရေးပေါ်အခြေအနေတခုဖြစ်ပြီးတော့အသက်သေဆုံးနိုင်ခြင်းနဲ့ဒုက္ခတာဖြစ်နိုင်ခြင်းအများများပါတယ်။ကြောက်စရာကြီးနော်။ဒါပဲမဲ့ဆောဆောစီးစီးကုသခြင်းရတဲ့ဒီရလက်ကောင်းတွေကိုရပြီးတော့ပေါ့နော်ပျောက်ကင်းနိုင်ပါတယ်ဆိုပြီးတော့လည်းပြောထားတယ်။ ပြီးတော့နောက်ဆက်တွဲယောဂယောဂတွေကကြတော့ဗောနော်တခါတလေမှာတဲ့တတိမေယောဂတဲ့စိတ်ကြယောဂတဲ့ပြီးတော့စိတ်ကြွယောဂစိတ်ကစင်းကလေးယောဂဗောနော်အဲ့စတဲ့ယောဂတွေကိုဖြစ်စေနိုင်တယ်ဗောနော်ပြောထားတယ်ပြီးတော့အဲ့ဒါကြောင့်ねဒီပမောက်ခဒွနာဖစ်ကဗောနော်အဲ့ဒီအခြေအနေကိုတဲ့အခြေတိုးတွင်းမှာဗောနော်အပြေရှာနိုင်မဲ့အချက်ကိုသူကရှာတွေ့ခဲ့တယ်တဲ့အဲ့ဒါကကြတော့တဲ့ဒီတန်ရရှိရဲ့ဝေဒနာရှင်ကိုပေါ့နော်ဝေဒနာရှင်ကသူကမိခွန်းနှစ်ခုမိရမှာအော်နှစ်ခုအဲ့မိခွန်းကလွယ်လွယ်လေးပဲမိခွန်းကဒီဟို ိုက်မေးခွန်းမေးယုံနေပေါ့နော်ဒီယောဂရဲ့66ရာခိုင်နှုန်းထိမှန်ကန်အောင်ရှာဖွေနိုင်တယ်အဲ့အိုက်မေးခွန်းကကြတော့ဒီနေ့ကဘာနေ့လဲဆိုတာမေးရမှာတဲ့ဩအလိုလားဒီနေ့ကဘာနေ့လဲဆိုရဲမေးခွန်းရဲ့နောက်တစ်ခုကကြတော့ဒီနှစ်တနှစ်ကိုပေါ့နော်နှစ်တနှစ်မှာလလရရှိရင်12လောက်တော့ဖြောင်းပြန်ပြန်ရောက်ခိုင်းလားအဲ့ အမလီတော့မှရှိနေပြီရွှေရွတ်တက်တော့ဟုတ်လားဆိုရင်ကြောင်မြပြန်ရောက်ခိုင်းတာအဲ့ဒါမဖြေနိုင်ဘူးဆိုလို့ရှိရင်တော့အဲ့ဒီ delivery ဆိုရဲယောဂါပေါ့နော်အဲ့ဒီယောဂါဖြစ်နေပြီ63ရာခိုင်နှုန်းဖြစ်နေပြီတဲ့ကိုကတေချာပါအခုစိတ်ကြပါစိတ်ကြရောအဲ့ဒီဖြစ်ပြီပြီးတော့ delivery ရဲ့စင်တာပြီးတော့သူကလူပေါ့နော်တရတိုက်တရတူကိုလည်းစစ်ဆေးခဲ့ရမှာလေ42ဦးပါဆိုလို့ရှိရင်ကုသမှုပိုင်းမှာ delivery အဖြစ်သတ်မှတ်ခြင်းခံခဲ့ရတယ်42ဦးတော့နော်အေးပေါ့ကိုလည်းပါဝင်ပါလိုက်ခါကြ အမှန်တကယ်ရတယ်ဒီမေကုန်နေမေးပြီးတော့တလွဲဖြစ်ခဲ့တာတဲ့ဒီ48ဦးရှိပေမဲ့42ဦးကသာတိတိကျကျမှန်ကန်ပါတယ်တဲ့ဩအဲ့ဒါဆိုလို့ရှိရင်အဲ့မေကုန်ကိုကိုပြန်မေးဟုတ်တယ်နော်ပြန်မေးရမှာနော်ပရိသတ်တွေလည်းဖလားဆိုကိုကိုမေကုန်နေမိနေလောက်ပြီးတော့ထပါတယ်ဘယ်နေ့လဲဆိုတော့ဒီနေ့ဘာနေ့လဲဆိုတော့ဒီနေ့ဘာနေ့နိုင်တယ်ဒါပေမဲ့လကိုအစောကနေပြီးတော့ပြန်ပြောအစအထိပြန်ရီဖို့တော့ရတယ်တိတ်ရုံစက်ဒီနေ့ရဲ့ဒီလတွေကိုပြောင်းပြန်ပြန်ရုတ်ခိုင်းတာတဲ့ကဲမသားကြပါပဲနော်မသားကြပါပဲအစင်ခဏနားလိုက်အောင်နော် ပရိသတ်တွေအတွက်တင်ကြရင်ထပ်မံပြီးတင်ဆက်ပေးကြချီပါသေးတယ်ခရခိတ္တပြုမေအစီအစဉ်ဒီမှာခဏလေးနားအောင်မယ်နော်